င်္ဂလာလုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်က Time Fighter ပတ်စုကံဘစ်ကနေ6လပိုင်းရောက်ရင်ပွဲထိုးရမယ်လို့သူ့ရဲ့ Facebook အကောင့်မှာ post data လွှင့်တင်ပြီးတော့ပြောကြားလာတဲ့အကြောင်းလေးပြောပြပေးစင်ပါတယ်။ဘာကြောင့်ဒီသတင်းကိုပြောပြရလဲဆိုတော့ပတ်စုကံဘစ်ကကျွန်တော်တို့ဒီမှာ Fighter တန့်စင်နဲ့ပွဲတည်ပေးထားတဲ့ Fighter ဖြစ်လို့ပါပဲ။တန့်စင်ရဲ့အခြေအနေကိုပြန်ကြည့်လိုက်ရင်တန့်စင်ကလည်းအဲ့ဒီ6လပိုင်းထဲမှာပွဲပြန်ထိုးနိုင်တော့တဲ့အခြေအနေရှိတယ်ဗျ။ ပြီးတော့ပက်စုကန်ဘက်ကပွဲထိုးရမယ်လို့ပြောတဲ့အချိန်မှာဝမ်ဘက်ကပက်စုကန်ဘက်အတွက်ဖိုက်တာရွေးမထားသေးဘူးပြောမှဆိုရင်ဗျာတန့်စင်နဲ့ပွဲပွဲပြတ်သွားပြီးကြတဲ့ကပက်စုကန်ဘက်ကိုအစားထိုးဖိုက်တာဝမ်ကရှာမပေးထားဘူးဒီတော့ဝမ်ဖြစ်စေတဲ့သဘောကတော့တန့်စင်နဲ့ပက်စုကန်ဘက်ပြန်ထိုးဆိုတဲ့သဘောမျိုးပဲရှိနေတယ်�ျရှေ့မှာတန့်စင်ကျမ်းမာရေးပိုင်းဆိုင်ရာကြောင့်ပွဲပြတ်ခဲ့ရဘူးတာတစ်ချိန်ရှိတယ် အဲ့ဒါတိုက်စော့ကျော် PX နဲ့ထိုးစီစဉ်ထားတဲ့ပွဲတော်မှာပွဲပြတ်ဘူးလေတန့်စင်ဦးတက်ပေါက်ခဲ့တယ်စေယုံတက်ပြီးတော့ခွဲစစ်ကူတာမှုကံယူရတယ်အဲ့နောက်ပိုင်းတန့်စင်ရဲ့ကျမ်းမာရေးရှင်နေစိတ်ချရတဲ့အရှင်ကိုရောက်တော့ဝမ်ဟာပွဲပြန်တယ်ပြီးခဲ့တယ်တန့်စင်နဲ့တိုက်စော့ကျော် PX ပွဲပြန်ဖြစ်ခဲ့တယ်ဒီတော့ပက်စုကံပင်းနဲ့တန့်စင်ပွဲဟာလေအဲ့တိုင်းပဲအက်ကလင်တာကြအတိုင်းပြန်ပြီးတော့ဖြစ်လာဖို့ရာခိုင်နှုန်းများနေတယ်ခင်ဗျပက်စုကံပင်းက၆လပိုင်းထဲမှာပွဲရှိနေပြီဆိုတော့ အရှင်းတွေကိုတွက်စာကြည့်လိုက်ရင်6လပိုင်းနောက်ဆုံးသတင်းပတ်လောက်မှာပွဲဖြစ်လာနိုင်ချေရှိနေတယ်။တန့်စင်ရဲ့မျိုးလုံးရှင်တွေကလည်းစေကူတာမှုအရာဆိုရင်တလကြော်အတွင်းမှာအရှင်းတွေပြန်ကောင်းသွားနိုင်တယ်လေ။တလတလကွဲတော့ဆိုတော့အဲ့တော့ကျွန်တော်တို့ကအဘလာနောက်ဆုံးအပတ်မှာဒါတန့်စင်ရဲ့မျိုးလုံးကိုစပြီးတော့စေကူတာတယ်။အဲ့တော့ခုမေလတလမေလတလဆိုရင်တန့်စင်အရှင်းတွေစိတ်ချရတော့ပြီးစွန်လလဝက်လောက်ကိုရောက်ရင်ဝမ်ဘမှာရှိတဲ့ဆရာဝန်တွေက ြမ်းမာရေးစစ်စစ်တက်တွေလုပ်ပြီးတော့တန့်စင်ကိုပွဲပြန်ထိုးလို့ရပြီလို့ pass ပေးလိုက်ရင်တန့်စင်နေနဲ့ပွဲထိုးဖို့ကြိုးဝိုင်းတဲ့ကိုပြောင်းလာနိုင်ခြေရှိနေခမ။တန့်စင်ကလက်ရှိမှာတော့ sport တွေကို ကုသပြီးဖြစ်လို့အပေါ်စားတကြီး light training ပေါ့လေအပေါ်စားမဟုတ်တော့အပေါ်စား light training ကိုပြောတာ light training စပြီးတော့လုပ်နေပါပြီပြေးတာတွေအဲလက်သီးထိုးတာရှေကန်တာအဲ့ဒါစပြီးတော့လက်ကျင်တွေပြန်ပွဲအတွက်ပြင်းပြထန်တာလက်ကျင်မှုတွေကိုတော့စိတ်ချရတဲ့အချိန်ကိုရောက်မှာပဲတန့်စင်ကစတင်နေမယ်လို့ယူဆရပါတယ်ခမ တန့်စင်ရဲ့ကိုကိုထုံးနေမှုကလည်းတလားကြော်ရှင်တော့ကိုရောက်ရင်တော့လုံးဝသိချရတဲ့ရှင်တွေကိုရောက်သွားလိမ့်မယ်လို့ပြောထားတယ်။အဲ့ဒါပြီးရနဲ့ဝမ်ပွဲထိုးဖို့သူတို့အမြန်ဆုံးပြင်ဆင်မယ်လို့ပြောထားဖြစ်တဲ့အတွက်ဒီနေ့ပက်စုကံပြပြောလိုက်တဲ့စကားအရဆိုရင်တော့တန့်စင်နဲ့ပက်စုကံပြပွဲဟာပြန်ဖြစ်ဖို့အချိန်နီးကပ်တဲ့နီးကပ်လို့လာနေပါပြီ။ဆုံလာတဲ့မှာဒီပွဲကိုပြန်ကြည့်ရလိမ့်မယ်လို့ယူဆရပါတယ်။ဒီတော့ပက်စုကံပြနဲ့တန့်စင်တို့ရဲ့ပွဲပြန်ဖြစ်လာရင်ဒုကောင်ပွဲဖြစ်ပြန်ပြီးတည်ပေးလိုက်ရင် ဘယ်သူနိုင်မလဲဆိုတာကျွန်တော်တို့ယင်ခွမ်းမယ်ချင်းဟာသိမွေးလာတော့ဘူးလို့ပြိသက်တွေကိုစကားလက်ဆောင်ပါလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိသက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ